ဆက်စပ်နေများအားလုံးပဲမင်္ဂလာပါရှင်။အနည်းရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ခေါင်းစဉ်လေးအတိုင်းပဲ manifestation အကြောင်းကိုအနည်းကဆွေးနွေးတင်ပြပေးတော့မှာဖြစ်ပါတယ်။အဲဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ဆိုဖန်လေးများက manifestation ဆိုတဲ့စကားလုံးလေးနဲ့ယဉ်နီပိတာဖြစ်နေမယ်လို့အနည်းယုံကြည်ပါတယ်။အဲဒီနေ့ဗီဒီယိုကကြတော့ manifestation ကိုလောကီယာရှူတောင်းကနေရော spiritual ရှူတောင်းကနေရောလောကုတ္တရာယာရှူတောင်းကနေရောအပြင်အနည်းရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့လူတစ်ယောက်ရဲ့ဘဝကိုတကယ် ယ်လက်တွေ့ပြောင်းလဲသွားစေနိုင်မဲ့ manifestation နီးလန်းဆိုတာတကယ်ရှိလားဆိုတဲ့အပေါ်မှာအနေအားဆွေးနွေးတင်ပြပြီးတော့မှဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိအကြည့်ပေးပါဦးနော်။ဆိုကွာ manifestation နဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲခြင်းနဲ့ဆိုရဲစိတ်ကိုရှိထားပြီဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကအညီရဆိုဖန်မြများအတွက်အများကြီးအထောက်အကူဖြစ်မယ်လို့အနေယုံကြည်ထားပါတယ် ဲ့တော့အနီကိုရိုင်းကလည်း manifest လုပ်ရင်းနဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲခဲ့တယ်လို့ပြောလို့ရတယ်။ကိုရိုင်းကကိုယ့်ရဲ့ဘဝကိုလွန်ခဲ့တဲ့9နှစ်လောက်ကနေရှင်းကြည့်လိုက်တယ်ဆိုရင်လုံးဝမတူညီတဲ့နေရာမှာရောက်နေပါတယ်။လွန်ခဲ့တဲ့3နှစ်လောက်ကအထီတောင်မှပဲပြန်ကြည့်မယ်ဆိုရင်တောင်မှပေါ့နော်။အနီရဲ့ဘဝကလုံးဝမတူညီတော့ပါဘူး။အနီဒီ manifest လုပ်ခဲ့တာပါ။အဲ့တော့ manifestation တကယ်အလုပ်ဖြစ်လား။တကယ်ကိုယ့်ဘဝကိုပြောင်းလဲနိုင်ပါလား။တကယ်ကိုယ့်ကိုယ်ကိုလုံးဝမထင်ထားတဲ့နေရာကိုရောက်သွားကူညီပေးနိုင်ပါလား။ငွေကြေးပြည့်စုံချေဝါခြင်းရရှိ မာလာချစ်သူနဲ့ပေါင်းဖက်စီမာလာအကုန်လုံးကို ဖြစ်နိုင်စေပါတယ်ဒါပေမဲ့အဲ့ဒီ manifestation ဆိုတာကဘလို့အလုပ်လုပ်နေတာလဲဘယ်ရစတင်လာတာလဲဆိုတာ၄ကိုတော့အနေနဲ့တေချာနားလည်ထားဖို့အတွက်လိုအပ်ပါတယ် manifest လုပ်ပြီဆိုရင်အနေနဲ့အဓိက focus ထားတာက technique တွေမှာ focus ထားတယ်ဥပမာအဖြစ်ငွေလိုချင်တယ်အဲ့ဒီငွေရအောင်ဘလို့နည်းလမ်းနဲ့လုပ်ရမလဲဥပမာစာရွက်ပေါ်မှာရေးရမှာလား ပန်းချက်လက်မှတ်ပေါ်မှာရေးရမှာလားတရားထိုင်ရမှာလားဆိုတော့အညီတို့က technique တွေကိုပုံစိတ်ဝင်စားချစ်သူနဲ့ပေါင်းဖက်ရခြင်းနဲ့ manifest လုပ်ခြင်းနဲ့ဘာလုပ်ရမလဲဒီအတန်လေးကိုနားထောင်လိုက် supplemental နားထောင်လိုက်တယ်ဆိုတာမျိုးအော်ခေါင်းအောက်မှာဖြစ်ခြင်းနဲ့ဆန္ဒလေးရေးပြီးတော့ခေါင်းကို ခုပြီးတော့အိတ်လိုက်အမွေဖြစ်ချင်တဲ့စနားတွေကို369 method နဲ့3ခေါက်6ခေါက်9ခေါက်အဲ့လိုရေးလိုက်ဆိုတော့အနေတော့ manifest လုပ်ပြီဆိုရင် technique တွေပုံမှာပဲအရင်ကြီးအာယုစိုက်ထားမိနေတဲ့တည်းပေါ့နော်အနေတော့ manifestation ဆိုတဲ့အကြောင်းကိုရှာဖွေကြည့်ရဆိုလို့ရှိရင်လည်း social media တွေမှာဆိုလို့ရှိရင်အဲ့ technique တွေကိုပဲသူတို့ကဥတည်ပြီးတော့ဝေမျှပေးကြတယ်ပေါ့နော်အဲ့တော့ technique တွေကအရေးမကြီးဘူးလားဆိုရင်တော့မဟုတ်ဘူးအရေးကြီးတယ်အနေကိုရိုင်းတဲ့ technique တွေကိုအများကြီးဝေမျှပေးခဲ့ကိုကိုရိုင်းလည်းနီးလန့်နေလို့ပြီးတော့မှ manifest လုပ်ခဲ့တာပဲဒါပေမဲ့ နေတို့ဒီအဓိကအဲ့ဒီ manifestation concept ကိုလုံးဝမချိတ်ဆက်မိဘူးဆိုရင် manifest ဆိုတာကိုယ့်ရဲ့ဘဝကိုဘယ်နေရာဘယ်ရှုတာကနေဘလို့မျိုးပြောင်းလဲစေတာလေသူ့ရဲ့အလုပ်လုပ်ဘဝရောဘလို့အလုပ်လုပ်နေတာလေအဲ့ဒါတွေကိုတခြားသိထားပြီဆိုလို့ရှိရင်တစ်ဖက်ကကိုယ်စဉ်းသုံးနေတဲ့ technique တွေကအနေနဲ့အတွက်100%အကျိုးရှိမှာပါကိုကဒီ manifestation ဆိုတာဘာတဘောလဲဘလို့အလုပ်လုပ်တာလဲဘလို့မျိုးကိုယ့်ဘဝကိုပြောင်းလဲစေတာလဲဆိုရင်အပိုင်းတွေကိုတတိမထားမိဘူးမလေ့လာထားဘူးဆိုရင်ကိုလုပ်နေတဲ့ technique တွေကလည်းပဲ ယ်ကို့အတွက်အပြည့်အဝဆုံးအကျိုးမရှိစေတော့ဘူးအဲ့ဒါကြောင့်အညီတို့က manifestation ရဲ့အကြောင်းကိုသူ့ရဲ့နောက်ွယ်ရာ concept ကိုနားလည်ထားဖို့ကအင်တန်အရေးကြီးပါတယ်အဲ့တော့ manifestation ဆိုလို့ရှိရင်တချို့သူတွေကလည်းဒါမဖြစ်နိုင်ဘူးအယူအလုပ်တွေပါ manifestation ဆိုတာကြီးတွေကတကယ်တော့အယူအဆအလွဲကြီးတွေအမှားကြီးတွေဒိဋ္ဌိအယူအဆတွေအဲ့လိုထင်ကြတဲ့သူတွေလည်းအများကြီးရှိတယ်။အဲ့တော့အရင်က manifestation အကြောင်းကိုမပြောခင်မှာအရင်ဦးဆုံး law of attraction နဲ့ဒီနေ့ video လေးကိုစတင်စင်ပါတယ်။ manifest deforestation အကြောင်းကိုပြောပြီးဆို law of attraction ကမပါမဖြစ်ပဲ law of attraction ဆိုတာကနေရာမှာဖြစ်ပြီးတော့ manifestation ဆိုတာကအဲ့ဒီနေရာမှာကိုအချင်းတုံးတဲ့နီလန်ဖြစ်ပါတယ်အနည်းငယ်နေထိုင်နေတဲ့စကြဝဠာကြီးမှာနေရာမှာရှိတယ်ပေါ့နော်အမြဲတမ်းမှန်ကန်တဲ့သဘောတဘာဝနေရာမှာအဲ့ဒီသဘောတဘာဝနေရာမှာတွေမှာဆိုရဲ the law of attraction ဆိုတာအနည်းငယ်လူသားတွေနဲ့ရှင်းနေတယ် the law of attraction ဆိုတာကစွန့်ငင်ခြင်းနေရာမှာကို ပြောတာပေါ့နော်အနေတို့လူသားတွေမှာကစွဲငင်နိုင်တဲ့ဂုဏ်သတိရှိဖြစ်လို့လဲဆိုတော့အနေတို့တွေလူသားတွေမှာဖြစ်ပေါ်လာတဲ့ခံစားချက်တိုင်းက frequency တွေကိုထုတ်ပေးတာခံစားချက်တိုင်းอ่ะအနေတို့ဘာပဲခံစားလိုက်ရခံစားလိုက်ရပေါ့နော်အခုလက်ရှိဒီချိန်လေးမှာစိတ်ထဲမှာကြည်နူးနေတယ်ပျော်ရွှင်နေတယ်အေးချမ်းနေတယ်တို့ဒီမဟုတ်ဒေါသထွက်နေတယ်ကြောက်ရွံ့နေတယ်အာ ပူပန်နေတယ်အဲ့ဒီခံစားချက်တွေဒါရ frequency တွေကိုထုတ်ပေးတယ်အဲ့တော့အဲ့ဒီ frequency တွေမှာကအရှိမပြောခဲ့တယ်လို့ပဲသူတို့မှာတန်လိုက်တဲ့ swing in ရှိတယ် magnetic energy ရှိတယ်ပေါ့နော်တန်လိုက်တဲ့ကုန်သတ္တိပေါ့အဲ့တော့ခါကျတော့ခံစားချက်တွေကစွဲငင်နိုင်တယ်တူရာတွေကိုပဲဆွဲငင်တာเนาะတူရာတွေကိုပဲဆွဲငင်တာ law of attraction လို့ခေါ်တယ်အဲ့တော့ကိုကကိုယ့်ရဲ့ခံစားချက်ကဥပမာအညီတို့ကပျော်ရွှင်လိုက်တာဆိုရယ်ခံစားချက်ကိုလှက်လိုက်လဲလဲဖြစ်သွားတယ်ဆိုရယ်အညီတို့မှာပျော်ရွှင်ခြင်းဆိုရယ် frequency တွေဖြစ်တယ် အဲ့ frequency လေးကမမြင်ရဘူးဒါပေမဲ့ခံစားလို့ရတယ်အဲ့ frequency လေးကခန္ဓာကိုယ်ရဲ့ training ကနေအပြင်ဘက်ကို radio line လေးတွေလိုမျိုးပဲထွက်လာတယ်အဲ့ဒီတခါမှ तू ကဒီအပြင်ဘက်ပေါ့အနေရောရဲ့အဆုံးရှိတော့အနန္တစကြာဝဠာကြီးထဲမှာရှိနေတဲ့ပျော်ရွှင်ခြင်းဆိုရယ်တူညီတဲ့ line လေးတွေကိုကိုယ်စီကိုဆွဲခေါ်တယ် ဆွဲခေါ်တယ်ဆွဲခေါ်တော့အဲ့ပျော်ရွှင်ခြင်းဆိုတဲ့ line လေးတွေကကိုယ့်စီကိုရောက်လာတယ်ကိုယ့် adrenal frequency အပြင်း frequency နဲ့ပေါင်းသွားတဲ့အခါမှာအနေရောဘာဖြစ်လာလဲဆိုတော့ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေအပြင်းမှာဖြစ်လာတယ်ပြောရတော့ဘယ်နေရာကြီးကြီးပေါ့နော်ကိုယ့်စိတ်ထဲမှာကြည်နူးစရာလေးတွေကိုမြင်ရတယ်ပေါ့ ိတ်ဆိုတော့ဒါထွက်เสียဆိုရင်ပို့ပြီးမြင်တာလိမ့်မယ်။ဘာဖြစ်လို့လဲဆိုအဲ့ဒါအညီတို့အားလုံးဖြစ်ဘူးလို့။အဲ့ကျမကိုစိတ်ထဲမှာဟာအချိန်နောက်ကြတော့ရပြီပေါ့နော်။အဲ့ရထားနောက်ကြတဲ့မနေ့ကြီးဆိုကိုစိတ်ကလောနေတယ်။ဒေါသကြီးကထွက်နေတယ်။အဲ့ချိန်မှာဘာဖြစ်လဲ။ခံစားချက် frequency တွေဖြစ်လာတယ်။အဲ့ဒီ frequency တွေကဒီအပြင်ပတ်ဆက်ကြရာရဲမှာရှိနေတဲ့တူညီရဲ့ frequency ကိုသွားပြီးဆွဲခေါ်ရင်လောနေတာလေဒေါသထွက်နေတာ။အဲ့တော့ကိုက အချင်းကနောက်ကျပြီးပါပြီဆိုတဲ့ကမှဟိုဟာဂျန်ခဲ့ဒီဟာဂျန်ခဲ့ဖြစ်တယ်ခလုတ်တွေတိုက်တယ်ဒေါသတွေကပို့ပြီးတော့ထွက်လာတယ်ပို့ပြီးတော့စိတ်တွေကလောလာတယ်အဲ့လိုတွေဖြစ်တတ်တယ် တော့အဲ့ဒါက law of attraction လို့ခေါ်ရယ်တော့သူတို့တော့ရိုးရှင်းစွာဘာသာပြန်တဲ့အခါမှာ light attract light လို့ခေါ်ရယ်ပေါ့နော်တူညီတဲ့အရာတွေကိုဇွဲခေါ်ပြီးတယ်အဲ့တော့ကိုယ်ခံစားချက်မှာဖြစ်ပေါ်နေတဲ့အရာရာတိုင်းကိုကိုယ်တော်မှမသိဘဲနဲ့ကိုယ်ကစွဲငင်မိနေတာကိုကကြောက်စိတ်တွေလွှမ်းမိုးတတဲ့သူဆိုရင်ကိုယ့်ရဲ့ဘဝကလည်းထိတ်လန့်စရာကြီးကြီးပဲအမြဲကြုံရတယ်ကိုကစိတ်မလုံးကြုံမှုခံစားချက်တွေအမြဲရှိနေရဲဆိုတော့ကိုယ့်ပဝေးခြင်းမှာလည်းကိုယ်အနေရပေးမဲ့သူတွေကအမြဲတဲ့အစင်းလေးရှိနေတတ်တယ်ကိုကကိုယ့်ကိုယ်ကိုကဲမကောင်းမှုဆိုတဲ့ခံစားချက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့် ့အသင့်ဖြေရှင်းရမယ့်ပြဿနာတွေကအများကြီး ready ဖြစ်နေတတ်တယ်ဆိုတော့ ဲ့ဒါတွေကအနေရောဘွားတွေမှာမမြင်ရပေမဲ့တကယ်ဖြစ်နေတဲ့အရာတွေပါအဲ့ဒါကိုတတိမထားမိဘူးတတိမထားမိတော့ခါကြတော့ကိုကတခါလေကြရင်ငါ့ဘွားအရာရာအားလုံးကအလုံးမဖြစ်တယ်လို့ပဲဘာဖြစ်လို့အလုံးမဖြစ်တာလဲဆိုရဲမိကုန်နေဖြစ်လာတယ်တကယ်ကတော့အပြစ်မိုင်းဆိုင်ရာမှာပြောင်းလို့မရဘူးကိုရဲ့ခုနကစိတ်အတွင်းနေရာလေးအေးဆုံးစပြီးတော့ပြောင်းရတယ်အေးအဲ့မှာအနေရော manifestation ဆိုရဲအရာလေးကအသက်ဝင်လာတယ် manifestation ဆိုရဲအရာလေးကတော့ဘာလို့တာလဲဆိုတော့ကိုက စိတ်ကိုကိုင်းညွတ်ပြီးတော့မှတစုံတစ်ခုဖြစ်လာအောင်လို့ကိုယ့်ရဲ့ဘဝရဲ့ကိုရောက်လာအောင်လှုပ်ဆောင်တဲ့ technique ကိုပြောတာ နော်ခုနကတော့နေရာမကြီးကတူတူရှိနေတာလေနေရာမကြီးကတူတူရှိတယ်အဲ့တို့တတိထားမိသည်ဖြစ်စေထားမိသည်ဖြစ်စေခံစားချက်ဖြစ်ပေါ်တဲ့အချိန်တိုင်းမှာကိုယ့်ရဲ့ဘဝထဲမှာအဲ့ဒီခံစားချက်နဲ့ထပ်တူကြတဲ့လက်တွေ့ဖြစ်ရတဲ့ကိုဆွဲငင်နေမှာပဲအဲ့တော့တစ်ဖက်က manifestation ဆိုတာဘာလို့တာလဲဆိုတော့အဲ့ဒီဆွဲငင်ခေါ်ယူတဲ့ process ပေါ့နော်ဆွဲငင်ခေါ်ယူတဲ့ process နေရာမှာရှိရဲ့အဲ့ဒီနေရာမှာပေါ်မှာအခြေခံပြီးတော့ကိုယ်ဆွဲငင်ခေါ်ယူနေရအောင် manifest ဖြစ်တယ်လို့ခေါ်ပါတယ် အနေတို့ဒီတကူတကလေးချင်းယူရတဲ့အရာမဟုတ်ဘူးသူကငကိုမူလအစကလေးကဖြစ်နေပြီးသားမို့လို့ law attraction ဆိုရင်နေရာမှာဤတည်ရှိနေတဲ့ဝိ manifestation ဆိုရင် process ကလည်းဖြစ်နေမှာပဲနော် one day နေတဲ့ဆိုရင်ပို့ပြီးတော့မှ one day ဆရာစိတ်သက်ကြစရာအခြေအနေတွေကိုဆွဲခေါ်မိနေတဲ့အဲ့ဒီ process ဖြစ်စေကို manifest လုပ်တယ်လို့ခေါ်တယ်အဲ့တော့အလွယ်လေးပဲအနေတို့ကမှတ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကလည်းဂိုင်းညွတ်ထားသလိုကိုယ့်ရဲ့ခံစားချက်ကလည်းနှိမ့်ဝင်နေတဲ့အရာတွေက ကိုယ့်ရဲ့ဘဝမှာလက်တွေဖြစ်လာတယ်။ကောင်းတဲ့အရာရောဆိုးတဲ့အရာရောဖြစ်လာပါတယ်။အခုအနေနဲ့လူသားတွေအားလုံးရောက်နေကြတဲ့ဘဝရဲ့အခြေအနေတွေကလည်းတကယ်တော့ကိုကိုယ်တိုင် manifest လုပ်ခဲ့တာပဲ။အဲ့လိုပြောလို့အနေရောစိတ်ဆိုးသွားနိုင်တယ်။အနေကိုယ်လည်းအဲ့လိုဖြစ်ပူတယ်။အဲ့တော့ဘသူကရောကံမကောင်းတဲ့ဘဝကြီးကိုရွေးချယ်ထားမှလဲ။ဘသူကရောဆုံးရှုံးမှုတွေအများကြီးဖြစ်နေတဲ့နေရာကြီးမှာနေကျင်ပါလဲ။ဘသူကစိတ်မလုံခြုံရတဲ့အနေအများတဲ့နေရာမှာနေကျင်ပါလဲ။မနေကျင်မှုလေဒါပေမဲ့အဲ့ဒါကဘာဖြစ်လဲ။ကိုယ့်ရဲ့အတွင်းင်းက အဲ့ဒီနေရာကြီးအပေါ်မှာခံစားချက်တွေတော့ဖြစ်နေတယ်။ကိုကအပြစ်မရတာဖြစ်ချင်မဖြစ်ချင်မဖြစ်ချင်ဘူးလို့ပြောလေဒီကိုကအဲ့ဒီအရာကိုစိတ်ကပိုပြီးကိုင်းညွတ်မိလေလေခံစားချက်ပိုပြီးနစ်ဝင်နေလေဖြစ်နေတယ်။အာမဖြစ်ပါစေနဲ့မဖြစ်ပါစေနဲ့လို့ပြောနေရအခိုက်အတန့်တိုင်းမှာကိုအဲ့အခြေအနေကြီးကိုစိတ်ကမတွေးနေဘူးလား။ ခန်းစားကြရောမနစ်ဝင်နေဘူးလားကြောက်တဲ့စိတ်ထိတ်လန့်တဲ့စိတ်ဖြစ်မှကိုစိုးရိမ်တဲ့စိတ်ပူပန်တဲ့စိတ်ဖြစ်နေတော့အဲ့ချိန်ကြီးကကိုယ့်စီကိုတက်တက်ရောက်လာပါလေရောအဲ့တော့ manifestation လုပ်တယ်ဆိုတာကလေကောင်းတယ်စိုးတယ်ဆိုတာခွဲခြားလို့မရဘူး။ तू ကလေဖြစ်နေတဲ့ တဘာဝဖြစ်စဉ်တစ်ခုပဲအဲ့တော့အနေရောကခုနနီးလန်းနေ technique တွေနဲ့ manifest လုပ်တယ်လို့ဘယ်တော့ပဲလုပ်နေပါစေနော်ကိုယ့်ရဲ့စိတ်ကိုင်းညွတ်ထားတဲ့အရာတွေကိုမပြောင်းလဲနိုင်တည်း၍ကိုယ့်ရဲ့ခံစားချက်နှိမ့်ဝင်နေတဲ့အရာတွေကိုမပြောင်းလဲနိုင်တည်း၍ဒီ technique တွေကအလုံးမဖြစ်ဘူးဒါကြောင့်တစ်ခါလေမှအနေရော manifest လုပ်လေလေကိုဖြစ်စင်တဲ့အရာတွေကမရောက်လာလေလေမဖြစ်စင်တာတွေပို့ပြီးတွေးရလေလေတချို့ကျတော့လေဖြစ်လာတယ်နော်ပြီးတော့ပြန်ပြီးတော့ဆုံးရှုံးသွားလေလေပဲအဲ့တော့အနေရောအတွက်အရေးကြီးတာကဘာလဲဆိုတော့ ကိုစိတ်ကိုင်းမြတ်တာကိုကိုတီးဖို့လိုတယ်လို့ကိုခံစားချက်နှိမ့်ဝင်နေတဲ့အရာကိုကိုတီးဖို့လိုတယ်။အဲ့ဒါဘယ်အရာတွေလဲဆိုတော့အရင်ဆုံးတည်အောင်လုပ်ရမှာဖြစ်ပါတယ်။ဒါနံပါတ်1တစ်ချက်ပါ။နော်အဲ့တော့ကိုက manifest လုပ်တော့မဟေးဆိုရင်ရှင်ဖြစ်ချင်တဲ့အရာတွေကိုမတွေးနဲ့အောင်လောလောဆယ်ငါရဲ့စိတ်ကဘယ်နေရာတွေမှာဂိုင်းညွတ်နေရလဲငါဖြစ်ချင်တဲ့အရာတွေမှာဂိုင်းညွတ်နေတာဟုတ်ရဲ့လားဒါပေမဲ့ငါမဖြစ်ချင်တဲ့အရာတွေမှာစိတ်ကဂိုင်းညွတ်နေရလားတချို့ဆိုရင်အစိုးဆုံးသောအခြေအနေတွေကိုပဲအမြဲတမ်းတွေးတယ်အုပ်တွေကိုလည်းလက်ခံနိုင်လို့အစိုးဆုံးတွေအတွက်လည်းပြင်ဆင်ထားမှာမှန်တယ်ဒါပေမဲ့ တချို့တော်သူတွေကြတော့24နာရီလုံးတော့အဲ့ဒီနေရာမှာပဲစိတ်ကလုံးဝကိုကိုက်ညွတ်ထားတာအစိုးရအစိုးရအစိုးရတောက်လျှောက်တစ်ခုပြီးတစ်ခုပြီးတစ်ခုကိုက်ညွတ်ခန်းစားချက်တွေရတယ်ဘာဖြစ်လဲထိတ်လန့်နေကြောင်ရွနေစိတ်တော်ရယ်မကျေနပ်ဖြစ်တယ်အဲ့ဒါတွေတောက်လျှောက်ဖြစ်နေတဲ့အခါကျတော့အစိုးရပဲသူတို့ရဲ့ဘဝကိုလာတာပေါ့နော်အဲ့တော့ဟုတ်ပါပြီအနေတော့အဲ့ဒါကိုနားလေသွားပြီးွားပြီးโอเคဒါဆိုရင်ငါစိတ်ကိုက်ညွတ်နေတာအခုလောလောဆယ်မှာငါမဖြစ်ချင်တာတွေကိုစိတ်ကိုက်ညွတ်နေရဲဆိုတော့မြင်သွားပြီဆိုရင်ဖြစ်ချင်တာတွေကိုစိတ်ကိုကိုက်ညွတ်ပေးပါ ိုဖြစ်ချင်တာတွေရပါလေကိုလိုချင်တာတွေရပါလေကိုကိုပျော်ရွှင်စေတာတွေရပါလေအဲ့ဒါကိုစိတ်ကိုဂိုင်းညွတ်ပေးပါပြီးရခံစားချက်တွေနှစ်ဝင်နေတဲ့နေရာကိုကြည့်ပါကိုခံစားချက်တည်းကအကြောက်တရားတွေမှာပဲရှိနေရလားဆိုးရိမ်ပူပန်မှုတွေမှာရှိနေရလားဒေါသရညိုးတွေမှာရှိနေရလားမချင်ညက်ချင်နေရရှိနေရလားအစိုးရတွေမှာနစ်နစ်ဝင်နေတယ်ဆိုရင် အကောင်းနေတယ်ကိုခံစားချက်ကိုရွှေ့ရမယ်ကျေးဇူးတရား gratitude တွေပြည့်စုံကြွယ်ဝခြင်းခံစားချက်တွေ ပျော်ရွှင်ကြည်နူးတဲ့ခံစားချက်တွေခြေနဲ့အားရတဲ့ခံစားချက်တွေအဲ့အရာကိုအနေရောကပြောင်းနေလိုက်ရတယ်နော်ဒါကြောင့်အနေရောက manifest လုပ်ပြီးဆိုရင်ဘာလေးကိုလေ့ကျင့်ကြလဲ28ကျေးဇူးတရားလေ့ကျင့်စဉ်လေးကိုကျင့်တယ် 28ကျေးဇူးတရားလေးကျင့်စရာဘာလို့လဲကိုယ့်ရဲ့စိတ်အာရုံကိုဟိုဘယ်အခြေအနေမှာပဲဖြစ်ဖြစ်ကျေးဇူးတင်စရာကိုရှာတတ်အောင်ဂိုင်းညွတ်ပေးလိုက်ပြီးတော့ခံစားချက်ကိုလည်းကျေးဇူးတရားဆိုတဲ့ခံစားချက်ထဲမှာနှိဝင်စေလိုက်တာအဲ့တော့ကိုကအဲ့ကျေးဇူးတရားဆိုတဲ့ frequency ရေထွက်လာတဲ့ခါကျတော့ပို့ပို့ပြီးတော့ကျေးဇူးတင်စရာကိုကိုစီကိုရောက်လာတဲ့တဘောကိုစောင်းပါတယ်အဲ့တော့ manifestation အဲ့ဒီမှာနေပြီးသွားပြီလားဆိုတော့မဟုတ်သေးဘူးစိတ်ကိုဂိုင်းညွတ်တာလေးတည်သွားပြီးခံစားချက်တွေကိုနှိဝင်စေတတ်တာကိုလည်းတည်သွားပြီးဒါပေမဲ့အဲ့ဒီလူတစ်ယောက်က င်းပြတဲ့စန္ဒမဖြစ်ဘူးဆိုလို့ရှိရင်လည်း manifestation မအောင်မြင်ပါဘူးစိတ်ကလေးကိုဒီတိုင်းလေးကိုင်းညွှန်လိုက်မယ်ခံစားချက်ကလေးကိုဒီတိုင်းလေးနှိမ်ဝင်လိုက်မယ်တိုးတော့ तू ကသူ့လိုချင်တဲ့အရာလေးအပေါ်မှာပြင်းပြတဲ့စိတ်ဆန္ဒမရှိဘူး balance desire ကိုခေါ်တယ်ပြင်းပြတဲ့စိတ်ဆန္ဒဟောဒါလေးကိုအနေရောကလောကုတ္တရာ shoot out ကနေပြီးတော့ကြည့်ကြတဲ့အခါကျတော့ဘယ်လိုခေါ်လဲဆိုတော့ center deepity လို့ခေါ်ပါတယ် နော်စန္ဒရှိတဲ့အရာတွေဖြစ်လာစေတာစန္ဒကိုဒေပတိတတ်ထားလိုက်တာအဲ့တော့စန္ဒကိုအကြီးမှုနေရာမှာထားလိုက်တာပေါ့နော်အဲ့ဒါကိုအနေတို့က spiritual shutdown ဆိုလို့ရှိရင် the burning desire လို့ပြင်းပြတဲ့စိတ်ဆန္ဒအဲ့ပြင်းပြတဲ့စိတ်ဆန္ဒစန္ဒဒေပတိဆိုတာက တကယ်တော့လောဘနဲ့မတူပါဘူးတချို့ကကျတော့အဲ့နေရာမှာလွဲမှားစွာနဲ့ အယူဆတွေမှားသွားတယ်ပေါ့နော်မှားသွားတော့ manifest လုပ်တာတို့ဘာတို့ကိုတို့ကလောဘကြီးကြီးတယ်ပေါ့ဒီဒါကြီးကဒိဋ္ဌိအယူဆကြီးဖြစ်တယ်ပေါ့နော်ငါတို့ကဘဝကြီးမှာအဲ့လိုမျိုးလောဘကြီးနေလို့မရဘူးမျိုး manifest လုပ်တဲ့သူတွေကဒါမြစ်စွာဖြစ်ရှင်ကဟောကြားထားတဲ့ lens ကိုကြောင်မြန်ရှောက်နေကြတာအဲ့လိုကြီးပြောကြတယ်ပေါ့နော်အဲ့တော့မဟုတ်ဘူးလောဘနဲ့ပြင်းပြရဲ့စိတ်ဆန္ဒနဲ့ကမတူဘူးပြင်းပြရဲ့စိတ်ဆန္ဒဆိုတာကအနေရောကတစုံတစ်ခုကိုဆွဲလန်းတာမျိုးမဟုတ်ဘူး ပူလောင်နေရမျိုးမဟုတ်ဘူးဖြစ်ချင်တဲ့စိတ်ဆန္ဒအာယုံကို ပြောတာဖြစ်တယ်အဲ့တော့ဒါလောဘလိုမျိုးကညရာလည်းမဟုတ်ဘူးဆွဲလန်းတာလည်းမဟုတ်ဘူးဘာဖြစ်တာလဲဆိုတော့ပြုတ်လုံလို့တဲ့ဆန်သားတသက်တဘောကိုရည်ညွှန်းတယ်နော်အဲ့ဒါကအညီတို့အတွက် banning desire ဖြစ်တယ်အဲ့တော့ banning desire center deputy နဲ့ချိတ်ဆက်ပြီးရဲ့အနောက်မှာအညီတို့ကဘာတွေလိုက်လာလဲဆိုတဲ့အခါကျတော့ body ကစိတ်တာ ပညာဆိုပြီးတော့လိုက်လာပါတယ်အဲ့ manifestation တွေကိုကလုပ်ပြီဆိုတဲ့အခါမှာအဲ့ဟာတွေကလည်းအနောက်ကနေပြီးတော့မှအလိုလျောက်တွဲပြီးတော့ပါလာဖို့အတွက်လိုအပ်တယ်ဝရိယရှိတာနော်ဝရိယရှိတာကြိုးစားအားထုတ်လို့ရတဲ့ဆန္ဒဖြစ်တာအဲ့ဒါကိုအနေနဲ့ action လို့ခေါ်ကြတယ်နော် ဝရိယပြီးသွားတဲ့ခါမှာစိတ်တစိတ်တဆိုတာထက်တန်တဲ့စိတ်ရှိနေတာเนาะတရားပေါ်မှာထက်တန်တဲ့စိတ်ရှိနောက်ဆုံးမှာပညာပညာဉာဏ်ရှိတာအဲ့တော့ဝရိယရဲ့စိတ်ဆန္ဒရှိရာရဲ့ပညာဉာဏ်ရှိရာတွေကအလိုလျောက်တွဲပြီးတော့ပါလာဖို့အတွက်လိုအပ်တယ်เนาะအဲ့တော့ဆန္ဒတစ်ခုအနေနဲ့ပြင်းပြင်းပြပြဖြစ်သွားပြီဆိုရင် ပြင်းပြင်းပြပြအောင်မြင်ခြင်းနဲ့ပြုလုပ်လို့တဲ့ သဘောဖြစ်လာပြီးပြီဆိုတဲ့အခါကျရင်အနောက်မှာဝရိယအလိုလျောက်ပါအောင်ပါပဲချို့ကနီရိုမန်နီဖက်စတေးရှင်းတွေဖြစ်ချင်နေပေါ့ပြောပါရဲထားပါတော့မန်နီဖက်စတေးဖြစ်လိုက်တာလိုချင်လိုက်တာပါဇက်ကနေတာပြောနေတယ်ဝရိယစိုက်ထုတ်ခြင်းမရှိဘူးအဲ့ဒီစံနာကိုဖြစ်မြောက်လာခြင်းအောင်လုံရမယ့်အရာတွေပြင်ဆင်ရမယ့်အရာတွေ အင်အားစိုက်ထုတ်ရမယ့်အရာတွေ effort စိုက်ထုတ်ရမယ့်အရာပေါ့စီကံတကြရှိရမယ့်အရာတွေကိုမလုပ်နေဝရိယမရှိနေဝရိယမရှိနေ manifestation မအောင်နေဘူးဒါကြောင့်မို့အနေဆပြောခဲ့လို့ technique တွေနဲ့မဆိုင်တာဘူး technique တွေကအနေတော့ကိုင်နိုင်မယ်ဆိုရင်တောင်မှပဲ तू ကဟို extra လောက်ပဲအနေတို့ကူညီပေးနိုင်မှာเนาะအဲ့တော့ကိုကနှုတ်ကတာတဆဆပြောနေတယ်ဖြစ်ချင်တယ်ဖြစ်ချင်တယ်ရချင်တယ်ရပါပြီရပါပြီရပါပြီရေရွတ်တယ်ကို့မှာဝရိယဘာမှမပါလာဘူးဆိုရင်လေကိုရဲ့သဘောတရားကစိတ်ဆန္ဒတရားပြည့်မြမှုရှိတယ်ဒီဆန္ဒရဲ့သဘောတရားကြီးဒီမှာဘန်းနေတဆရာမဖြစ်တည်ဘူးเนาะအဲ့တော့ဝရိယရှိရမယ် ထက်တန်တဲ့စိတ်ရှိရမှာပေါ့နော်အဲ့တော့အဲ့ဒီစိတ်ဓာတ်ထက်တန်တဲ့စိတ်ရှိတဲ့တဘောတရားကိုအနည်းက spiritual ရှုထောင့်နေရနေပြီးတော့ယုံကြည်မှုစိတ်ရှိရာလေးကိုလေပေါင်းဆက်လိုက်တယ်နော်ယုံကြည်မှုစိတ်ရှိရာလေးနဲ့ပေါင်းဆက်လိုက်တယ်ဖြစ်ကိုဖြစ်လာမယ်ဆိုတာကိုကိုယ့်ရဲ့စိတ်ကထက်တန်စွာနဲ့ယုံကြည်နေတာပေါ့နော်ဒါကြီးကဖြစ်လာမှာဘာဖြစ်လို့လဲကိုယ့်ရဲ့စန္ဒာပြင်းပြင်းပြပြရှိနေတယ်လို့ကိုကလည်းဝရီးယစိုက်ထုတ်တာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဖြစ်ကိုဖြစ်လာမယ်ဆိုတာကိုကိုယ့်ရဲ့စိတ်တန်တန်မှာယုံကြည်မှုအပြည့်အဝရှိနေတယ်နောက်ဆုံးမှာပညာပညာညာလည်းအရေးကြီးတယ်အဲ့ တော့အဲ့ဒီကိုလိုချင်တဲ့စန္ဒာတွေကိုတခါလေကြရဲ့အနေအားကိုယ့်ရဲ့ clients တွေကိုမေးတယ်ဒီစန္ဒာတွေဖြစ်ချင်နေရဲဆိုတာကဟုတ်ပါပြီအဲ့ဒီစန္ဒာတွေကိုလက်ခံနိုင်တဲ့သူတယောက်အဖြစ်ကို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 ပြင်ဆင်ပြီးပြီလားအဲ့ဒီစန္ဒာတွေဖြစ်လာပြီးရဲ့နောက်မှာရောဘယ်လိုမျိုးထိမ့်သိမ့်မယ်ဆိုတာသိပြီးပြီလားဘယ်လိုမျိုးတိုးဝါကိုလုပ်မယ်ဆိုတာကိုသိပြီးပြီလားအဲ့ဒီပညာတွေကိုယ်မှာလိုအပ်သေးတယ်ကိုကဖြစ်ချင်တဲ့စိတ်ပဲရှိရဲ့လက်ထဲရောက်လာလို့ရှင့်မကင်တွေတက်ဖူးဆိုလို့ရှင့်လည်းပြန်ထွက်သွားမှာပဲတရက်ကအနေဆရာကြီးတယောက်ရေးတဲ့စောင်းပါကိုဖတ်လိုက်ရတယ်အဲ့ထဲမှာဆိုတော့ ငွေတွေကကိုယ့်ရဲ့လက်ထဲကိုဝင်လာတယ်ဆိုပေမဲ့ကိုကအဲ့ဒီငွေကိုမထားတတ်ဘူးဆိုရင် မကင်တွယ်တတ်ဘူးဆိုရင်သုံးဘွားကိုမလုတတ်ဘူးဆိုရင် ပြန်ထွက်သွားမှာပဲเนาะအဲ့ဒါကငွေကြေးမာတယ်မဟုတ်ဘူးချက်ချင်းမြစ်တာအလုတ်ကိုင်းတခြားကိစ္စတွေမှာအတူတူပဲကိုကဓာတ်ရုပ်ဖြစ်ချင်တယ်ရချင်တယ်အတဲတန်ကြီးလုတ်တယ်တကယ်တော့လက်ထဲကိုရောက်လဲရောက်လာရောဘလို့ထိန်းသိမ်းရမှန်းလည်းမသိဘလို့ဆောက်ရှောက်ရမှန်းလည်းမသိဘူးဘလို့မျိုးသုံးဘွားကိုလုတ်ရမှန်းလည်းမသိဘူးဆိုရင်အဲ့ဒီအရာပြန်ပြီးတော့ပြက်စီးသွားမှာပဲအဲ့ဒီတော့ဒီပညာဉာဏ်တွေကလည်းရှိဖို့လိုတယ်ပညာဉာဏ်တွေကိုဖြည့်ပြီးအ ရတယ်။တချို့ကကျတော့ကိုဖြစ်ချင်တဲ့ဆန္ဒမဖြစ်လာဘူးဆိုတာပဲတွေ့အချိန်တွေကအရန်ကြာနေပြီ2လရှိပြီ3လရှိပြီ4လရှိပြီအဲ့မှာသူကမပြင်ဆင်နေဘူးဒီအချိန်လေးဆိုတာတကယ်တမ်းပြောရင်ကိုကိုကိုပြင်ဆင်မှုပေးထားတဲ့အချိန်လေးပါလူတစ်ယောက်ကကိုကိုကိုပြင်ဆင်တာအပြည့်အဝမဖြစ်သေးဘူးဒီအရာကိုလက်ခံနိုင်တဲ့ပညာဉာဏ်မပြည့်ဝသေးဘူးဆိုရင်အဲ့ဒီအရာကကိုယ့်စီကိုရောက်လာမဟုတ်ဘူးဘလို့နည်းနဲ့မှဝင်လာနိုင်မှာမဟုတ်ဘူးဒါကြောင့်အင်းတို့ကလူချင်းတဲ့ဆန္ဒရရလဲမဖြစ်လာဘူးဘယ်နှလားကြာနေပြီဆိုပြီးတော့မှ အဖက်ရပေါ့နော်အစိုးမြင်စေကြီးဖြစ်နေမယ်အစားငါဖြည့်ဖို့များဘာကြံသေးလဲငါရဲ့ပညာဉာဏ်မှာဘာတွေများမသိတာရှိနေသေးလို့လဲမမြင်တာရှိနေသေးလို့လဲငါရဲ့ဉာဏ်ပညာတွေဘလို့ထပ်ပြီးတော့ရင်းချက်ဖို့လိုနေသေးတာလဲငါဘာတွေကိုလေ့လာရအောင်မလဲအဲ့လိုမျိုးလေးတစ်ဖက်လေးရရင်တွေးကြည့်ပေးပါဒါဆိုရင်ကိုယ့်ရဲ့ဆန္ဒဖြစ်မြောက်လာလိမ့်မယ်နော်အဲ့တော့အနေရောကဘာရှိမလဲဝရိယရှိရမယ်စိတ်ဓာတ်ရှိရမယ်ပညာရှိရမယ်အဲ့ဒါရှိမှလဲအနေရောရဲ့ဆန္ဒတိပတိအားတက်ဝင်လာမယ် တနည်းအားဖြင့်ပြောရရင်ဘန်နစ်ဒီဇိုင်းအားကြောင့်ကိုယ့်ရဲ့ဆန္ဒတွေဟာဖြစ်မြောက်လာမယ်။အဲ့ဒီနေရာမှာအနေရော technique တင်နေတာတွဲပြီးတော့လှုပ်လိုက်တယ်ဆိုတဲ့အခါကျတော့ဘာဖြစ်လာမလဲဆိုတော့ကိုယ့်ရဲ့ manifestation တွေဟာလျှက်တစ်ပြက်တည်းမျက်စိတစ်မိတ်အတွင်ပြေဝလာမှာပေါ့။ manifestation တွေလှုပ်တဲ့အခါကျရင်အမြန်ဆုံးပြေဝလာအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းပြပြဆောင်တော့ technique ပေါ့။ဘာဖြစ်လို့လဲဆိုတော့အနေအားပြပြဆောင်တော့ရန်တပေါ်ကြတယ်။တချို့တော့ methods တွေဆိုရင်အနေနဲ့စိတ်တိုင်းမကြအောင်မပြေဆုံးလို့ခံစားရလို့လောက်တာလုံးနေရတယ်အာအချိန်ကြာလို့နာတို့အချိန်ကြီးအရန်ပေးရတာတို့ဟိုဖြစ်လာဘူးလို့စိတ်ထဲမှာတာဝန်ကြီးတစ်ခုလို့လုံးနေရအဲ့တော့ perfect technique ပေါ့ manifestation အတွက်ပြီးပြည့်စုံသောနီလန်းရှိမလားဆိုပြီးရှာကြည့်တဲ့အခါမှာအနီတွေ့တော့တော့ချန်လေးတခုရှိအဲ့ဒါပါလဲဆိုတော့ငါရနိုင်မလားဆိုတာထက်ကိုငါပါဖန်တီးနိုင်မလဲလို့ကြည့်တဲ့အခါမှာ manifestation တွေကလျှက်ရက်တစ်ပြက်အတွင်းဖြစ်လာပါတယ်ဘယ်ဟာပဲဖြစ်ဖြစ်တော့ကိုဖြစ်ချင်နေတဲ့အရာတွေကိုအနီတို့က ငါဘက်ကနေပြီးတော့ဘာပေးနိုင်မလဲဆိုတာကိုအမြဲတမ်းတွေးတယ်ပြောရမယ်ဆိုရင်တော့ create လုပ်နိုင်တဲ့အရာတွေကိုပြောတာပေါ့နော် give မဟုတ်ဘူးဆိုတော့ဘာပေးနိုင်မလဲဆိုအနေရောမြန်မာစကားလုံးနဲ့ပြောလိုက်တယ်ဆိုရင်အနေရော give ကိုသွားမြင်တယ်အဲ့ give ကိုပြောတာမဟုတ်ဘူးဖန်တီးနိုင်မလဲဆိုရင် creation နဲ့ကြည့်ရမှာနော် give မဟုတ်ဘူး create လုပ်တာ giver မဟုတ်ဘူး creator ဖြစ် manifestation မှာဆိုရင် creator ဆိုရင်နီလန်က ပြီးပြည့်စုံတော့ perfect manifestation technique ပါအဲ့တော့ creator ဆိုတော့ငါဘာဖန်တီးနိုင်မလဲငါဒီကဘာကြီးပေါ်မှာဖန်တီးချင်တဲ့အရာတွေကဘာတွေလဲအဲ့ဒါကိုအနေရောကြည့်ပေးတာကိုကိုကိုပေါ့နော်အလုတ်ကိုင်းတဲ့ပသက်ပြီဆိုလို့ရှိရင်လေဟာငါကွန်မြူနီကောင်းကောင်းမှအလုတ်ရချင်လိုက်တာအလုတ်ရချင်လိုက်တာအလုတ်ရရကောင်းမယ်ငါအလုတ်လေးရလာ manifest တော့မယ်ဆိုပြီးတော့မတွေးတော့ပဲလေငါအလုတ်ကနေတစင်ငါ create လုပ်ပေးချင်တာတွေကပါတယ်လေငါရဲ့ professional career ကနေတစင်ငါ create လုပ်ပေးချင်တာတွေကပါတယ်လေဟော ငွေကြေးပတ်စံဆိုလည်းအဲ့လိုပဲငွေကြေးလေးလိုချင်လိုက်တာဒါလေးဝယ်ချင်လို့ဟွာလေးဝယ်ချင်လို့ပတ်စံလေးတွေဝင်လာရင်ကောင်းမယ်ပတ်စံလေးတွေကို manifest လုပ်ချင်လိုက်တာအဲ့ဒီအစားအနေအပါကိုတွေးလိုက်လေဆိုတော့ငွေကြေးပတ်စံတွေငါးစီကိုရောက်လာရင်ငါ create လုပ်ချင်တဲ့အရာတွေကဘာတွေလဲဘာတွေဖန်တီးချင်တာလဲငွေကြေးပတ်စံတွေကလက်ထဲကိုရောက်လာပြီဆိုလို့ရှိရင်ငါဖန်တီးချင်တဲ့အရာတွေကဘာတွေလဲနောက်ကကိုယ့်ရဲ့ inner child လေးအတွက်ဘာဖန်တီးပေးချင်လဲလူတွေကိုပျော်သွားတာဘာတွေလုပ်ပေးချင်လဲကို create လုပ်ချင်တဲ့အရာတွေကိုတွေးပါတယ်အဘာဆန္ဒပဲဖြစ်ဖြစ်စိတ်ထဲမှာဖြစ်ချင်တာတွေပေါ်လာပြီဆိုတိုင်းမှာအနေအကိုကိုကို creator နေရာကနေပြီးတော့တွေးပြီးတော့မှဒီဆန္ဒဖြစ်မြောက်လာပြီးတဲ့အနောက်မှာငါဟာဘယ်အရာတွေကို create လုပ်ချင်လဲ free တဲ့အလွယ်ကူဆုံးဥပမာလေးအနေတော့အိမ်လေးတစ်လုံးလိုချင်တယ်လို့ manifest လုပ်တယ်အဲ့တော့အိမ်လေးရပါစေလို့ manifest လုပ်နေမှာဆိုအနေကအဲ့ဒီအိမ်လေးရောက်လာပြီးသွားပြီဆိုရင်ရလာပြီးပြီဆိုရင်ဘာ create လုပ်မလဲဥပမာအိမ်လေးထဲမှာငါဘယ်လို creation တွေဖန်တီးမှာလဲဆိုတာကိုအနေတွေးတယ် ကာလာကိုဘလို့ထားမှလဲပတိဘကိုပနှစ်ချက်ထားမှလဲဒီအိမ်ကနေပြီးတော့ဒါတဆင့်ပေါ့နော်ငါ creation page နဲ့အရာတွေကပါရီးလဲအဲ့လိုမျိုးအနေတွေးတယ်ချစ်တူလို့ကျနေဆိုရင်လည်းအဲ့လိုပဲအာချစ်တူရလာပြီးရနာမှာဆိုကိုကကိုရဲ့အချစ်ကိုဘလိုမျိုး create လုပ်ပြီးတော့ပေါ်ပြမှလဲပေါ့နော်သူ့ကိုကဘလိုမျိုးလေးပျော်ရွှင်စရာကောင်းတဲ့လက်ဆောင်လေး create လုပ်ပြီးတော့မှသူ့ကိုပေးချင်တာလဲအဲ့တော့အဲ့လို creation ဆိုတဲ့အရာကိုအနေတွေးတယ်ဒီအရာကိုရပါစေဆိုတဲ့နေရာမှာရက်တက်တာမဟုတ်ဘူးရပြီးသွားရင်နောက်မှာငါပေးချင်တဲ့ creation ကဘာလဲဆိုတာကိုပဲအနေရတွေးကြည့်ပါတယ် เนาะเอออะันนี้ตัวเราบีบีส่งรถ perfect technique ဖြစ်တယ်။အနေရောဒါ2025ရဲ့ last week ပေါ့နော်။25ဒီဇင်ဘာ last week မှာလဲအဲ့ဒီ the creator ဆိုတဲ့ family တခုပေါ့နော်။အဲ့ဒီ Penny Bush ရဲ့အဲ့ကြရင်တော့ဒီ creation နဲ့ပတ်သက်တဲ့နည်းလမ်းတွေအကြောင်းကိုပို့ပြီးတော့အသေးစိတ်ဝင်ညပေးသွားဖို့အတွက်လည်းရှိပါတယ်။အဲ့တော့ manifestation အကြောင်းအချင်းချုပ်ပြန်ပြောရမယ်ဆိုရင် manifestation ဆိုတာကြီးကတခုတခါလုပ်ယူရတဲ့အရာကြီးမဟုတ်ဘူး။ငကိုမူလအစတွေကဖြစ်နေပြီးသားအနေရောမွေးလာကလေးကဖြစ်နေပြီးသား law attraction ဆိုတာကလေစတရာရီထဲမှာတည်ရှိနေပြီးသားနေရာမှာဖြစ်တယ်။ ဲ့တော့အဲ့ဒါကိုအနေရောကကိုအကျိုးအတွက်ကမ္ဘာမြေရဲ့အကျိုးအတွက်အသုံးချနိုင်ဖို့အတွက်ပဲလိုအပ်ပါတယ် manifestation တွေဖြစ်မြအောင်မြင်လာဖို့အတွက်နောက်ကနေပါလာရမယ့်အရာတွေရပါတယ်ဝရိယထထတော်စိတ်ယုံကြည်မှုနဲ့ပညာဉာဏ်တွေဖြစ်ပါတယ်အဲ့ဒါတွေကတွဲပြီးပါလာရဆိုရင်ကိုယ့်ရဲ့ manifestation တွေကပြေဝလာလိမ့်မယ်ပေါ့အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုကြည့်လိုက်တဲ့ soul family များကလည်း manifestation နဲ့ပတ်သက်ပြီးတော့မှ idea အစ်စ်လေးတွေနဲ့ shoot out အမြင်အစ်စ်ကလေးတွေရခဲ့မယ်လို့အနေအားယုံကြည်ထားပါတယ် ဲ့တော့ကိုဟာ manifestation နဲ့ကိုရဲ့ဘဝကို ပြောင်းလဲနိုင်မယ်ဆိုတာကိုအပြည့်အဝယုံကြည်ထားတယ်ဆိုရင် manifestation ဆိုတာဟာတကယ်အလုပ်ဖြစ်တဲ့နီးလန်းဆိုတာကိုယုံကြည်ထားတယ်ဆိုရင် comment ထဲမှာ I believe in my own power လို့ရေးခဲ့ပေးပါနောက်ထပ် video လေးတွေမှာအနေတို့ပြန်တွေ့ကြပါမယ်เนาะချစ်ချူများကြီးတင်ပါတယ်